အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့နိုင်ငံငရာရေးရာဆိဆက်ညှိနှိုင်းမှုများအထူးသဖြင့်အစ္စရေးဟားမတ်စ်အဖြစ်ခဲ့ရက်စက်ရေးစတဲ့ငင်းချမ်းရေးဆိုင်ရာကျူပတ်မှုများအတွေ့နိုဘယ်ငင်းချမ်းရေးဆုကိုအလွန်တရာမျှော်လင့်တောင်းတခဲ့ပါတယ်။ဆုနဲ့ထိုက်တန်ကြောင်းကိုလည်းအကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ပြီးဆုမရရင်အမေရိကန်နိုင်ငံအတွက်အကြီးအကျယ်စော်ကားခံရသလိုဖြစ်မယ်လို့တော့ပြောဆိုခဲ့ဖူးပါတယ်။ဒါပေမဲ့လည်း2025ခုနှစ်အတွက်နိုဘယ်ငင်းချမ်းရေးဆုကိုထရန့်မျှော်လင့်ထားတဲ့အတိုင်းမဟုတ်ပဲ ဗင်နီဇွဲလာနိုင်ငံမှာဒီမိုကရေစီရေလှောက်ရှားသူအတိုက်ခံကောင်းဆောင်မာရီယာကိုရီနာမာချာတိုကရရှိသွားခဲ့ပါတယ်။သူမဟာဗင်နီဇွဲလာမှာ ဒီမိုကရေစီအခွင့်အရေးများအတွက်မမောမပန်းကြိုးပမ်းခဲ့တဲ့အတွက်တရားမပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။နန်းထွက်နဲ့မန်းချက်မကိုက်ခဲ့တဲ့အခြေအနေမှာထရန့်ရဲ့တုံ့ပြန်မှုကရှုပ်ထွေးစေခဲ့ပါတယ်။စူးကျညာပြီးပြီးချင်းမှာပဲအင်ဖြူတော်မှပြောရေးဆိုခွင့်ရှိသူစတီဗင်ချောင်းကနိုဘယ်ကော်မတီဟာငြိမ်းချမ်းရေးထက်နိုင်ငံရင်းကိုဦးစားပေးကြောင်းတက်တည်ပြလိုက်ပြီလို့ဆွဆွဲလိုက်ပြီးနိုဘယ်ကော်မတီရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ထရန့်မှာလူလာချင်းစာနာထောက်ထားစိတ်ရှိပြီးငြိမ်းချမ်းရေးတည်ဆောက်နိုင်တဲ့ ထူခြားတဲ့စွမ်းရည်ရှိကြောင်းလည်းချီးမွမ်းခဲ့ပါတယ်ထရန့်ကိုယ်တိုင်ကတော့စုမရတဲ့အပေါ် dry စိတ်ဆိုဒေါ်လာထက်တာမျိုးပုံမှန်လိုပဲ Nobel Company ရဲ့စနစ်ကိုဝေဖန်တဲ့ပုံစံမျိုးနဲ့စကားပြန်ခဲ့ပါတယ်သူတို့ကကျွန်တော်ကိုဘာလို့လို့စုပေးမှမဟုတ်ဘူးလို့အရင်ကတည်းကပြောခူးခဲ့တဲ့အတိုင်းစုနဲ့ထိုက်တန်ပေမဲ့မရတာဟာနိုင်ငံရေးအရာဖြစ်တဲ့ဆိုတဲ့သဘောထားမျိုးဖော်ပြခဲ့ပါတယ်သူဟာစုအတွက်လောက်ခဲ့တာမဟုတ်ပဲအသက်ပေါင်းများစွာကဲတင်ဖို့လှုပ်ဆောင်ခဲ့တယ်လို့ပြောဆိုခဲ့ဖူးပါတယ် ဒီချိန်နေမှာထူးခြားဆုံးတုတ်ပြင်မှုကတော့ဆုချင်မာရီယာကိုရီနာမာချာတို ကိုရိုင်းစီကလာခဲ့တာပါမာချာတိုဟာနိုဘယ်ငင်းချင်းရေးဆုကိုလက်ခံရယူပြီးနောက်သူမရဲ့ဆုကိုဗင်နီဆွဲလာပြည်သူအတွက်ရည်စုကြောင်းပြောကြားခဲ့တယ်လို့ကျမတို့ရဲ့ရည်ရွယ်ချက်ကိုအဆုံးဖြတ်ပြီးတဲ့ထောက်ခံမှုအတွက်တမရထရန့်ကိုရည်စုပါတယ်လို့လူသိရှင်ကြားကြေညာခဲ့ပါတယ်အဲဒီနောက်ထရန့်ကမာချာတိုရဲ့ post ကိုသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပြန်လည်မျှဝေခဲ့ပြီးတည်င်းထောက်တွေနဲ့တွေ့ဆုံချိန်မှာလည်း နိုဘယ်ဆုရတဲ့သူဟာကျွန်တော်ကိုဖုန်းဆက်ပြီးတမရကြီးကဒီဆုကိုအမှန်တကယ်ထိုက်တန်တယ်လို့ဂုဏ်ပြုတဲ့အနေနဲ့လက်ခံပါတယ်လို့ပြောပါတယ်ဒါဟာသူကိုယ်တိုင်ဆုမရခဲ့ပေမဲ့ဆုရှင်ကိုယ်တိုင်ကသူ့ရဲ့လှုပ်ဆောင်ချက်ကိုအတိမတ်ပြုပြီးဂုဏ်ပြုခဲ့တဲ့အတွက်အကြီးမားဆုံးသောနိုဘယ်ဆုအစာထုတ်ဂုဏ်ပြုခံရမှုတစ်ခုဖြစ်ထရန့်ကတဘောထားပြီးစကားပြန်ကြားခဲ့တာဖြစ်ပါတယ်